ကဲအားလုံးပဲမင်္ဂလာပါရှင် Terror Healing and Reading My Hit Drama နေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်။ကဲဒီနေ့မှာတော့เนาะကျွန်မပြောသလိုပေါ့เนาะတပတ်မှာအနည်းဆုံးဒီ reading အတူလေးနှစ်ခါလောက်လုပ်ပေးမယ်ဆိုတော့ပေါ့เนาะကျွန်မကဒီရပိုင်းတွင်းမှာကြုံတွေ့ရမယ်အခြေအနေနဲ့ပတ်သက်ပြီးတော့မှเนาะဒီ Terror ကနေဒီ love message or care ကနေပြီးတော့မှเนาะလာကြည့်နေတဲ့ collective တမားလေးတွေအတွက်ဘယ်လို message မျိုးပေးမလဲဆိုတာကို ဖတ်ပြီးသွားမှာပဲဖြစ်ပါတယ်เนาะပိုင်းရွေးစရာမလိုပါဘူးเนาะ positive reading အနေနဲ့ပဲဖတ်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီပေါ့เนาะခုလို reading အစိုးလေးတွေကိုကြတော့ဒီ chef ဆွဲတာမျိုးတက်စားလို့ရှင်ပေါ့เนาะဒီဟာလေးတွေကိုဖြန့်ခင်းလိုက်ပြီးတော့မှာเนาะ randomly ပေါ့เนาะ randomly ကြည့်ပေးတာမျိုးလေးသွားမှာဖြစ်ပါတယ်ကဲအဲ့တော့လာကြည့်နေတဲ့ collective တမားလေးတွေရေပေါ့เนาะ ခုရက်ပိုင်းမှာကြုံတွေ့ရမယ့်အခြေအနေနဲ့ပတ်သက်ပြီးတော့မှဘာတွေသိသင့်လဲသိသင့်တဲ့ message လေးကိုပေးပါအဲ့တော့တဲရောကနေအရင်ဆုံး energy ကြည့်လိုက်မယ်နော်သဆန်းနဲ့เนาะသဆန်း energy ရှိတယ်အဲ့တော့သဆန်း energy ဆိုတော့ဗောနော် ဒီတော့ဒီရက်ပိုင်းအတွင်းမှာပေါ့နော်အခြေအနေပတ်သက်ပြီးတော့ကန်ကောင်းနေတာမျိုးလေးရှိတယ်နော်အခြေအနေပတ်သက်ပြီးတော့ကန်ကောင်းနေတာမျိုးလေးရှိတယ်သူနဲ့ပတ်သက်ပြီးတော့မှအာပျော်ရွှင်စရာသတင်းကောင်းတွေကြားရတာမျိုးနော် အောင်မြင်တဲ့သတင်းကောင်းတွေကြားရတာမျိုးတွေရှိမယ်ပေါ့နော်အကယ်လို့များအဲတစ်ဖက်သူကပေါ့နော်အလုံးကင်ငွေကြီးစီးပွားရေးအတွက်ရုန်းကန်နေရတာမျိုးရှိရဆိုရင်ဒီအပိုင်းမှာအာကောင်းမွန်နေပေါ့နော်ဒီသတင်းစကားတွေအလုံးကင်အောင်မြင်တဲ့သတင်းစကားတွေကြားရတာမျိုးရှိမယ်သူနဲ့ကိုယ်နဲ့နှစ်ယောက်သားချားမှလည်းပဲအပေးယူမျက်မျက်လေးနဲ့เนาะအစဉ်ပြေပြေဖြစ်လာတဲ့နမိတ်မျိုးလေးတွေ့ရတယ်ပေါ့နော်အကယ်လို့များယခုချိန်မှာအဲစကားများရန်ဖြစ်ထားတဲ့သူတွေရှိရဆိုရင်အခြေအမှအစဉ်မပြေဖြစ်နေတဲ့သူတွေရှိရဆိုလို့ရှိရင်เนาะအခုလာမယ့်ဒီရပိုင်းเนาะအာ၃ရက်အတွင်းပေါ့နော်၃ရက်ကနေ လေးရက်အတွင်းဒီတပတ်အတွင်းလောက်မှရင် ပြန်ပြီးတော့မှအဆင်ပြေလာနိုင်တဲ့နမိတ်မျိုးတွေရှိပါတယ်တဲ့နော်အဲ့တော့ဒီမှာကတော့နည်းနည်းလေးဝင်ကဘာလေးတော့ဆန်တဲ့ပုံစံမျိုးပြထားတယ်ပေါ့နော်အဲ့တော့ဝင်ကဘာလေးနည်းနည်းဆန်နေရဆိုတော့လေသူနဲ့ကိုနဲ့တစ်ယောက်သားဈားထဲမှာတော့တဲ့နော်ပြောရရင်တော့နည်းနည်းလေးဟိုရွှေရွှေရှူရှူနဲ့ပေါ့နော်ပြန်လေအဆင်ပြေသွားမဲ့ပုံစံမျိုးတော့မရှိဘူးဆိုတော့ဒီမှာပေါ့နော်ဝင်ကဘာပုံစံလေးလဲတွေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော် ဒီ relationship မှာပေါ့เนาะအကယ်လို့များအခု အခုချိန်မှာအဆင်မပြေနေတဲ့သူလေးတွေဆိုလို့ရှိရင်တော့လေသူနဲ့ကိုနေကနည်းနည်းလေးပေါ့နော်အထင်းငော့လေးဖြစ်ပြီးတော့မှပြန်ပြီးတော့မှအဆင်ပြေသွားတာမျိုးရှော့ရှော့ရှူရှူနဲ့တော့မဟုတ်ဘူးပေါ့နော်သူနဲ့ကိုနေစုံတွေ့ရမယ့်ဟာဒီရှော့ရှူပြီးတော့ပေါ့နော်အဲအဲ့လိုမျိုးပေါ့မြင်မြန်လေးအဆင်ပြေသွားတာမျိုးမဟုတ်ဘဲနဲ့နော်နည်းနည်းကိုယ့်ဟဲဝိုက်ဟဲနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်ပြီးတော့မှဒါအဆင်ပြေအောင်ပြန်ညှိနှိုင်းတဲ့ပုံစံမျိုးနော်သူ့ဘက်ကနေပြီးတော့မှကိုယ်ပြန်ခေါ်လာတာမျိုးရှိလိမ့်မယ်ပေါ့နော်တချို့ကြတော့လေအဲ့လိုမျိုးပေါ့တောင်နဲ့တယောက်ရင်ဖြစ်ထားတာစကားများရတယ်ပါညာဆိုရင်ပေါ့နော်အဆက်အသွယ်တွေဖြတ်ပြီးတော့ရုပ်တရက်ချက်ချင်းမှပြန်မခေါ် ်ရဲတာပေါ့နော်ပြန်မခေါ်ခြင်းတာအဲ့လိုပုံစံမျိုးလေးတွေရှိနေလိမ့်မယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူ့အနေနဲ့ပေါ့နော်ဒါကိုနဲ့ဝေးကွာခြင်းမှာမနေနိုင်တော့တဲ့အနေအထားမျိုးလေးတွေဖြစ်ပြီးတော့ပေါ့နော်ပြန်လဲဆက်သွယ်လာတာမျိုးပြန်လဲအဆင်ပြေသွားတာမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ပျော်ရွှင်ခြင်းသတင်းကောင်းလေးတွေပေါ့နော်ကောင်းမွန်တဲ့သတင်းကောင်းလေးတွေပျော်စရာသတင်းကောင်းလေးတွေကြားရမယ့်ပုံစံမျိုးရှိပါတယ်အဲ့တော့ love message oracle လေးတာပေါ့ဘာ ರೀ ပြောမလဲ talking နဲ့เนาะဟုတ်တယ်အဲ့တော့သူ ਨੇ ပေါ့เนาะအဲ့လိုမျိုးသူ ਨੇ စိတ်ဝင်စားစရာကောင်းနေပေါ့เนาะစကားတွေပြောရတာเนาะနောက်ခါကျတော့ကိုကိုစောင့်နေတဲ့ message တွေရောက်လာတာမျိုးเนาะနောက်ခါကျတော့ကိုကို phone call ခေါ်လာတာမျိုးကိုကို email ပို့လာတာမျိုးเนาะเนาะအဲ့တော့ message တွေပို့မယ် email တွေပို့မယ်ဒါမှမဟုတ်ရှင်ကိုရှူ phone call ခေါ်လာမယ်ကိုကိုစောင့်ညော်နေတယ်ပေါ့เนาะဒီစာလေးတွေကိုစောင့်ညော်နေတဲ့စကားလေးတွေပေါ့เนาะဒါမျိုးလေးတွေကြားရတာမျိုးဖြစ်မယ်ပေါ့เนาะနောက်ခါကျတော့သူ ਨੇ ပြန်ပြီးတော့မှပြန်ပြီးတော့စကားပြောရတဲ့ပုံစံမျိုးလေးဖြစ်နေမယ်ပေါ့เนาะ ဲ့တော့အရင်တော့ကစကားများရတယ်စကားမပြောပြဘူးเนาะတောင်နဲ့တရားအဆက်အသွယ်တွေပြတ်နေတယ်ဆိုတော့သူတွေကအဆက်အသွယ်ပြန်ရပြီးတော့မှသူနဲ့ကိုယ်နဲ့စကားကောင်းကောင်းပြန်ပြောပြလာတာမျိုးရှိနေတယ်တဲ့เนาะဒီရဲ့ဘက်မှာအဲ့တော့ okay နောက်ထပ် love message လေးရအောင်လာကြည့်နေတဲ့ collective တမားလေးတွေအတွက်ကိုဗာလေးပြင်မလဲ poker face တဲ့เนาะအဲ့တော့ဒါကဗာပြောလဲဆိုတော့ taking a chance risk and option နဲ့ not showing hand နဲ့ gambling เนี่ยไอ้တော့တချို့သော သူတွေကတော့เนาะတချို့သော energy လေးတွေမှာဘာဖြစ်နေလဲဆိုတော့เนาะသူကလေစောစောနောက်မှာအရှိမပြောခဲ့တယ်လို့ပေါ့เนาะအ the sun energy ရှိတယ်ဒါပေမဲ့ဒီမှာကျတော့ miss ဆိုတော့ဝင်းကဘာရဲ့အထဲထဲမှာရှိနေတယ်လို့မျိုးပေါ့เนาะသူတီးတယ်เนาะဒီမှာဆိုရင် poker face တက်တဲ့အတွက်ကြောင့်မို့လို့လေနည်းနည်းလေးပေါ့เนาะသူရဲ့ရှိနေတယ်ပေါ့เนาะသူလက်ထဲမှာရှိနေတဲ့အရာကိုအငြင်းအကုံအစင်ထုတ်ပြတာမျိုးမရှိဘူးတဲ့เนาะပြောချင်တာကတော့ကိုယ့်ပုံမှာနည်းနည်းလေး အဲနည်းနည်းလေးဖုံးကွယ်ထားတာလေးရှိနေတာမျိုးပေါ့နော်အဲ့တော့တချို့တွေကသူပြန်လာရင်သူ့ကိုလက်ခံရမှာလားလက်မခံရမှာလားဆိုတဲ့ဥစ္စာကိုနော် တွေးပြီးတော့ဟိုဘယ်လိုခေါ်မလဲ dream heart ဖြစ်နေတဲ့သူလေးတွေရှိနေမှာပေါ့နော်အဲ့တော့သူကယုံကြည်ရပါမလားလို့ပါလို့ပေါ့နော်အဲ့လိုပုံစံမျိုးလေးကြီးဆိုလို့ရှိရင်တော့ taking a chance နော်နောက်ထပ် chance တစ်ခုတော့ပေးလိုက်ပါတဲ့နော်အဲ့တော့သူ့ကို chance တစ်ခုလောက်တော့ပေးလိုက်ပါတဲ့သူ့ကို risk ယူရမှာပေါ့နော် risk and option ဲ့တော့ဒီတစ်ခါတော့ရှိစေတော့ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော် risk ယူပြီးတော့မှเนาะ option တစ်ခုအနေနဲ့သူ့ကိုเนาะအာခွင့်ရေးပေးလိုက်တာမျိုးလေးပေါ့နော်ဒါမျိုးလေးတွေလောက်ရမယ်ဒါပေမဲ့အနေငယ်တော့အလောင်းစားဆန်တဲ့ပုံစံမျိုးရှိနေလိမ့်မယ်တဲ့เนาะအဲ့တော့သူ့ကိုပြန်လက်ခံပြီးသွားရင်ဒီလူကကိုယ့်အတွက်เนาะဟိုအမြင်နဲ့အကောင့်အတိုင်းဖြစ်နေမှာလားမဖြစ်နေဘူးလားဆိုရဲဥစ္စာဘောနော်ကို့အနေနဲ့တန်တရားရှိနေတာမျိုးတွေပါလိမ့်ရှိမယ်ဆိုလို့ရှင်တော့တေချာချာလေးစဉ်းစားပြီးတော့မှာနော် ြန်လက်ခံတာမျိုးလုပ်ပေးပါဒါပေမဲ့ဒီမှာကတော့ the sun energy ဖြစ်တယ်နောက်ခါကျတော့ဒါကကျတော့ let law အခြေအနေကိုကြည့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆက်အသွယ်ညှော်နေတဲ့သူလေးတွေအပေါ်ကတော့เนาะပြန်ပြီးအဆင်ပြေလာမယ်တချို့ကျတော့လည်းပဲအဆက်အသွယ်ညှော်နေရတော့မဟုတ်ဘူးအတယောက်နဲ့တယောက်ရန်ဖြစ်စကားများရတဲ့လူတွေဆိုလို့ရှင်လည်းပဲပြန်အဆင်ပြေလာတာလေးရှိမယ်ကောင်းကောင်းမွန်မွန်ပြန်စကားပြောလာလိမ့်မယ်ပေါ့เนาะအဲ့တော့တချို့တွေဆိုလို့ရှင်ဒီမှာဆိုရင်အလောင်းကစားတို့ gain တို့ဘာလို့ညာတို့ဆွဲနေတဲ့သူတွေပါလိမ့်မယ်เนาะအဲ့တော့အလောင်းကစားတို့ gain တို့အရင်ဟိုဟာဖြစ်နေပြီးတော့ကိုယ့်ပုံမှာအာယုံမရောက်နေတဲ့သူတွေလည်းပါကောင်းပါလိုက်လိမ့်မယ်เนาะအဲ့လို ူမျိုးတွေအတွက်ဆိုလို့ရှိရင်တော့သူ့ကိုနည်းနည်းလေးပေါ့နော်အာကိုဖြစ်စေခြင်းတဲ့အရာလေးတွေကိုဒီမှာကောင်းကောင်းမွန်မွန်စကားပြောဆွေးနွေးတာလေးလုပ်ပြီးတော့မှအာသူနဲ့ကိုနဲ့ညှိနှိုင်းတာမျိုးလေးပေါ့နော်ဒါမျိုးလေးတွေလုပ်ပြရမယ့်အချိန်ကာလဖြစ်ပါတယ်လို့ပြောခြင်းပါတယ် ကဲဒါလေးကတော့အခုရပိုင်းမှာကြုံတွေ့ရမယ်เนาะအခြေအနေနဲ့ပတ်သက်တဲ့เนาะ collective reading လေးကိုဖတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ဘာတွေကြုံတွေ့ရမလဲဆိုတော့ collective reading လေးကိုအတူလေးအနေနဲ့ဖတ်ပေးလိုက်ပါတယ်။ကဲအားလုံးပဲ energy လေးတွေကြိုက်ကြပါစေ။အဆင်ပြေချိုးမွေ့ကြပါစေ။အခြေအနေမှာလည်းအဆင်ပြေချိုးမွေ့ကြပါစေ။အစအစအရရအောင်မြင်စေကြပါစေเนาะ။ကဲအားလုံးပဲတက်တာနောက်ထပ် reading တွေမှာပြန်တွေ့ပါမယ်เนาะ။